မင်္ဂလာပါသူတ Insight Channel ရနေကြိုဆိုပါရစေအခုကြည့်နေတဲ့မိတ်ဆွေကစာအုပ်တွေဖတ်စရာများပြီးတော့အချိန်မပေးနိုင်တဲ့သူဖြစ်နေလားဒါမှမဟုတ်လို့ရှိရင် thesis deadline ကနီးနေပြီဖတ်စရာစာတွေရတယ်များတယ်ဖတ်ပေမဲ့လည်း data အချက်လက်တွေအများကြီးကြားထဲမှာဘာလို့ notes ထုတ်လို့ထုတ်ရမှန်းမသိဘူးစာတန်းကိုဘယ်လိုရေးရမှန်းမသိဘူးဖြစ်နေလားအဲဆိုရင်တော့ဒီ video ကိုအဆုံးထိကြည့်သွားလိုက်ပါဒီဗီဒီယိုဆုံးသွားတာနဲ့မိတ်ဆွေမှာကိုပိုင် AI assistant တယောက်ရသွားပြီးတော့ခုနအခက်ခဲဖြစ်နေတဲ့အားလုံးဖြေရှင်းနိုင်မှာဖြစ်ပါတယ် ဒီနေ့ကျွန်တော်မိတ်ဆက်ပေးမယ့် AI tools ကတော့ Google Notebook LLM လို့ခေါ်ပါတယ်။အရင်ဆုံး Google Notebook LLM အကြောင်းကိုမပြောခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့နဲ့ပြည်တွင်းအမောင်တမတွေကတော့ VPN လေးခံပြီးကြည့်ပေးဖို့အတွက်မြတ်တာရက်ခံပါလေဗျာ။အဲ့တော့ Google Notebook LLM ဆိုတာဘာလဲ။သူက Google ကနေထုတ်ထားတဲ့ AI tools တခုဖြစ်ပြီးတော့ Gemini 3 Pro နဲ့ Nano Banana နီးပညာတွေကိုပေါင်းစပ်ထားတာဖြစ်တဲ့အတွက် AI Sa feature တွေပါဝင်တဲ့ AI tools တခုဖြစ်တယ်။သူ့မှာက တာမန် ChatGPT တွေ Gemini နေနဲ့မတူတဲ့အချက်တစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့ဒီ Google Notebook LLM ကို Grounded AI လို့ခေါ်ပါတယ်။ Grounded AI ဆိုတာဘာလဲဆိုတော့ ChatGPT တို့ Gemini တို့မှာကြတော့ကျွန်တော်မေးလိုက်တဲ့မေးခွန်းတွေကိုပြန်ထုတ်ပေးတဲ့ပုံစံက သူ့မှာ training data တွေရှိတယ် trainer ရဲ့ data တွေကနေဒါမှမဟုတ်သူ self learning လုပ်ထားတဲ့ data တွေကနေပြီးတော့ကျွန်တော်မေးတဲ့မေးခွန်းတွေကိုရေဘူးရအမြင်နဲ့ခန့်မှန်းပြီးထုတ်ပေးတာဖြစ်တယ်အဲ့တော့ hallucination လို့ခေါ်တဲ့မှတ်ဉာဏ်ချုပ်ယွင်းတာတွေအမှတ်မှားပြီးထုတ်ပေးတာတွေ data အမှားတွေထုတ်ပေးတာတွေဖြစ်နိုင်ပါတယ် ဒါပေမဲ့ဒီ grounded AI လို့ခေါ်တဲ့ Google Notebook LLM မှာကျတော့ကျွန်တော်တို့ထည့်ပေးလိုက်တဲ့ source ကနေပဲ data ကိုပြန်ထုတ်ပေးတာဖြစ်တယ်။ဥပမာကျွန်တော်တို့က PDF file တစ်ဖိုင်ထည့်ပေးလိုက်လို့ရှိရင်ဒီ PDF file ထဲကနေပဲ data ကိုထုတ်ပေးတာဖြစ်တယ်။အဲ့ဒီတော့ hallucination ကမရှိသလောက်ကိုနည်းပါးသွားပြီးတော့တိကျတဲ့ data တွေပြန်ထွက်လာတာဖြစ်တယ်။အဲ့တော့ဒီ Google Notebook LLM မှာဘာတွေလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့က PDF file တော့လကောင်း audio file website link တော့လကောင်း source တွေကိုထည့်ပေးလိုက်တာ ਨੇ ဒီ source ကနေပြီးတော့သူက summarize လုပ်ပေးတယ် report တွေပြန်ထုတ်ပေးတယ် mind map ပုံစံမျိုးထုတ်ပေးတယ် powerpoint slide တွေနဲ့ထုတ်ပေးတယ် podcast ပုံစံမျိုးဖန်တီးပေးတယ် video slide show ပုံစံမျိုးကျွန်တော်တို့ပြန်ပြီးတော့ဖန်တီးပေးတယ်အဲ့တော့ဓာရီကဘယ်သူတွေသုံးသင့်လဲဆိုတော့ကျောင်းသားတွေ thesis လုပ်နေတဲ့သူတွေ researcher တွေနောက်ပြီးတော့ရုံးဝန်ထမ်းတွေအဓိကသုံးသင့်တဲ့ AI မျိုးစားတစ်ခုဖြစ်ပါတယ် အဲ့တော့ကျွန်တော်တို့ Golden Note အလံကိုဘယ်လိုသုံးရလဲအဲ့ဒီထဲမှာအမိုက်စာ feature တွေဘာတွေရှိလဲဆိုတော့ကျွန်တော်တစ်ချက်သွားကြည့်လိုက်အောင်အရင်ဆုံးကျွန်တော် Google ကိုဖွင့်ထားတယ် search box ထဲမှာ Golden Note LM လို့ရိုက်ရှာလိုက်လို့ရတယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာအပေါ်ဆုံးမှာ notebook lm.google ဆိုတာရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါအဲ့ဒါဆိုရင်ကျွန်တော်တို့လက်ရှိမြင်နေရတဲ့ panel က Google Notebook LM ရဲ့ panel ဖြစ်ပါတယ်အဲ့မှာကျွန်တော်တို့ try notebook lm လေးကိုနှိပ်လိုက်နှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ဒီမှာ panel အသစ်တစ်ခုကျလာမယ်အ login မဝင်ရသေး sign in မလုပ်ရသေးတဲ့သူတွေကဟုတ်ညာဘက်အပေါ်ဆုံးတောက်လေးက sign in လုပ်တဲ့နေရာမှာကိုယ့်ရဲ့ Google အကောင့်တစ်ခုနဲ့သွားပြီးတော့ sign in ဝင်လိုက်လို့ရပါတယ် sign in ဝင်ပြီးလို့ရှိရင်ဒီမှာ create notebook ဆိုတာရှိတယ် create notebook ဆိုတာလေးကိုနှိပ်လိုက် create notebook ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ panel တစ်ခုပေါ်လာတယ်အဲ့မှာ add sources ဆိုတဲ့ panel ပေါ်လာတယ်ဒါကဘာလဲဆိုတော့ကျွန်တော်တို့ထည့်ကျင်တဲ့ source တွေကိုထည့်ပေးရမှာဖြစ်တယ်ကျွန်တော်ကဒီမှာ AI နဲ့ပတ်သက်တဲ့စာတန်းလေးနှစ်စောင်ကိုရွေးချယ်ပြီးတော့ထည့်လိုက်မယ် အဲ့တော့ကျွန်တော်ကဒီမှာ AI နဲ့ပတ်သက်တဲ့စာတမ်းလေးနဲ့ဆောင်ထည့်လိုက်ပြီးဆိုလို့ရှိရင်ဒီမှာပန်နယ်၃ခုမြင်နေရတယ် sources ရဲ့ chat ရယ် studio ရယ်အဲ့တော့ source ထဲမှာဘာတွေရှိလဲဆိုတော့ကျွန်တော်ထည့်လိုက်တဲ့အခုနာက data တွေရှိမယ်အဲ့မှာကျွန်တော်ထပ်ပြီးတော့အခုဆိုကျွန်တော်စာလမ်းနှစ်ဆောင်ထည့်ထားတယ်အဲ့မှာမှာကျွန်တော်ကထပ်ပြီးတော့ link တွေ audio file တွေထည့်ခြင်းဒီမှာ add source ရအောင်နှိပ်ပြီးတော့ထည့်လို့ရတယ်ပြီးထည့်လိုက်တဲ့ data တွေကို तू ကနေပြီးတော့ဒီမှာအရင်ဆုံးဘာမှမလုပ်ကြသေးခင်မှာ तू ကဘာအကြောင်းအရာလဲဆိုတဲ့ဟာကိုအခုကျွန်တော် highlight ပြထားသလိုမျိုးကျွန်တော်ထည့်လိုက်တဲ့စာလမ်းနှစ်ဆောင်ကနေပြီးတော့ဘာအကြောင်းအရာကိုပြောထားလဲဆိုတာကိုအကြံပြင်းလေးပြပေးတယ် ဲ့တော့ဒါချက်လို့ပြောထားတဲ့အတွက်သူနဲ့ကျွန်တော်ချက်တင်လုပ်လို့ရတယ်။သူပြပေးတဲ့ဟာကရေဘူးရဘာအကြောင်းရလဲဆိုတော့ပဲပြထားပေးသေးတယ်။အဲ့တော့ကျွန်တော်ကဒီမှာ prompt လေးတစ်ခုထည့်ပြီးတော့မေးလိုက်လဲ။အဲ့တော့ तू ကကျွန်တော်အဓိကဒီစာတန်းနှစ်ဆောင်တည်းကနေပြီးတော့အဓိကရှာဖွေတွေ့ရှိချက်တွေကဘာတွေလဲ။ summarize လုပ်ခိုင်းလိုက်တဲ့အချိန်မှာ तू ကဒီလိုမျိုး summarize လုပ်လာပေးတယ်။ဒီ AI ရဲ့အားသာချက်ကဘာလဲဆိုတော့တိကျတယ်။ဘာလို့တိကျတယ်လို့ပြောလဲဆိုတော့ तू က grounded AI ဆိုတဲ့အတိုင်းကျွန်တော်တို့ထည့်ပေးလိုက်တဲ့ social share ကနေပဲအဖြေထုတ်ပေးတာ။ အဲ့ဒီမှာမှသူကဘာပြီးတော့ထပ်ပြီးတော့တေးကြလဲဆိုတော့ဒီမှာ1 2 3 4ဆိုရင်နံပါတ်၄ရှိတယ်အဲ့ဒီနံပါတ်၄ကိုနှိပ်ကြည့်လိုက်ဒီမှာ1ဆိုတာကိုထောက်ကြည့်လိုက်ရင်သူကဒီမှာဘယ်ကနေပြီးတော့ကျွန်တော်တို့ကိုးကားချက်ယူထားတာလဲဆိုတာကိုတခါလေးပြပေးတယ်အဲ့တော့ဘယ်ကနေယူထားတဲ့ကိုးကားချက်လဲဆိုတော့အခုနကကျွန်တော်တို့ထည့်လိုက်တဲ့စာတန်းနှစ်ဆောင်တွေကနေပဲယူထားတာအဲ့တော့1ကိုကျွန်တော်နှိပ်ကြည့်လိုက်မယ်နှိပ်ကြည့်လိုက်ရင်သူကဒီမှာ highlight ပြထားတယ်သူဘယ်စာပိုက်ကိုကိုးကားထားတယ်ဆိုတာကိုသူပြထားပေးတယ် နော်ဒါမှမဟုတ်ဒီမှာတစ်ခုထပ်နှိပ်ကြည့်ရင်လည်းအဲ့လိုပဲသူဘာကိုကိုးကားထားတယ်ဆိုတဲ့ဟာ highlight တွေပြထားတယ်ဒီလိုမျိုး citation တွေထည့်ထားပြီးတဲ့အတွက်ကျွန်တော်တို့ကအကိုကားချက်တွေကိုပြန်ပြီးတော့အအသုံးချလို့ရတာပေါ့လေပြန်ပြီးကို counter question တွေမေးလိုက်ရင်လည်းဒီကိုကားချက်တွေကနေယူလာတယ်ဆိုတော့ပြန်ဖြေလို့ရတယ်အဲ့တော့ဒါဆို stereo ထဲမှာဘာရှိလဲတစ်ချက်သွားကြည့်လိုက်အောင်ပထမဆုံးမြင်ရမှာက audio overview audio overview ကဘာလဲကျွန်တော်တို့တစ်ချက်ကြည့်အောင် audio overview ဆိုတာက तू ကကျွန်တော်တို့ထည့်လိုက်တဲ့စာတန်းတွေကအကြောင်းအရာတွေကို host နှစ်ယောက်က podcast လုပ်တဲ့ပုံစံမျိုးနဲ့ရှင်းပြထားတာဖြစ်တယ်။အဲ့တော့ audio overview ကိုနှိပ်လိုက်လို့ရှိရင်ကျွန်တော်ခဏတော့စောက်ရတယ်ပြီးရင် तू ကဒီအောက်မှာပြပေးတယ်ကျွန်တော်ကတော့လှုပ်ထားပြီးသားဖြစ်တဲ့အတွက်တစ်ချက်လောက်ဒီမှာ audio overview ကိုနှိပ်လိုက်ရင်ဒီမှာ audio နဲ့ပတ်သက်တာပါမယ်တစ်ချက်လောက်ဖွင့်ကြည့်လိုက်အောင် The simple fact is that the amount of data we're all generating, I mean, from machines, from sensors, from us, it just completely outpaces our ability to absorb it. Let alone make sense of it. Exactly. We basically hit a wall, a data deal. Okay. လူနှစ်ယောက်က host နှစ်ယောက်ကဒီကျွန်တော်တို့ထည့်လိုက်တဲ့ source ရဲ့အကြောင်းအရာတွေကို podcast အနေနဲ့ပြောနေတဲ့ဟာမျိုးဖြစ်တယ်။အဲ့တော့ကျွန်တော်ကျွန်တော်ကတော့ဒီ feature ကိုတော်တော်ကြိုက်တယ်။နောက်တစ်ခု video overview လေးတစ်ချက်သွားကြည့်အောင်။ video overview ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင် video နဲ့ပတ်သက်တာလေး

နော်ကျွန်တော်တို့ AI အကြောင်းလေ့လာတဲ့ဒီပုံစံတွေပြပေးတယ်အဲ့မှာမှဒီမှာမြားလေးတွေကိုနှိပ်ပြီးတော့ဘဲချက်ကနေဘလို့ဘာတွေထပ်ပြီးတော့ဆက်ဆက်နေတယ်ဆိုတော့ကျွန်တော်တို့ထပ်ပြီးတော့ကြည့်လို့ရတယ်အဲ့တော့ဒါကအကြောင်းသားတွေအတွက်ရော thesis လုပ်နေတဲ့လူတွေအတွက်ရောအချက်လက်တွေစုဆောင်းတာတွေအတွက်တော်တော်လေးအဆင်ပြေပါတယ်နောက်တစ်ခုကကြတော့ report report ကိုနှိပ်လိုက်လို့ရှိရင်ကိုကဘလို့ပုံစံမျိုးလိုချင်လဲဆိုတော့ तू ကလာမေးတယ်အဲ့ဒီပုံမှာကိုကလိုချင်တဲ့ပုံစံကိုနှိပ်ပြီးတော့ report လေးတွေကို तू ပြင်ဆင်ပေးတယ်အဲ့ဒါတွေကတော့ရုံးသမားတွေအတွက်တော်တော်လေးအသုံးဝင်မဲ့ထင်ပါတယ် fresh cut fresh ကကကြတော့ကျွန်တော်ចောင်းသားတွေတော့တော်တော်လေးအဆင်ပြေတယ်ဒီလေးလာတဲ့စာတန်းနဲ့ပတ်သက်ပြီးတော့ဒီမှာ fresh fresh ကလေးနေကျွန်တော်တို့ကပြန်ပြီးစာပြန်နှွေးလို့ရတယ်ဒါဒါဆိုရင်မေးခွန်းအဖြေဒီမှာ explain ကိုနှိပ်လိုက်လို့ရှိရင်ဒီမှာ explanation အနေနဲ့သူကလာပြပြီးမယ်ပြီးနောက်တစ်ခုဆက်သွားပြီးတော့ကြည်လို့ရတယ်ဒါ fresh ကပါចောင်းသားတွေအတွက် study guide ထဲမှာဒီ fresh ကနဲ့ quest ကတော်တော်လေးအဆင်ပြေတယ် quest ဆိုလည်းအလိုပဲ ကျွန်တော်တို့ဒီမှာ quest ကိုနှိပ်လိုက်ပြီးဆိုလို့ရှိရင်သူက multiple choice ပုံစံမျိုး question လေးတွေနဲ့ကျွန်တော်စာပြန်နှွေးလို့ရတယ်เนาะစာရမရကို question ကိုပြန်စစ်လို့ရတယ်အဲ့တော့ infographic infographic ကရောပါတယ်ကောင်းလဲဆိုလို့ရှိရင် infographic ကကြတော့ကျွန်တော်တို့ဒီမှာဟို slide ပုံစံမျိုးလေးနဲ့ဒီမှာ infographic ပုံစံလေးနဲ့လာပြရတယ်။ဒါလေးကကျွန်တော်တို့အနှစ်ချုပ်ပြီးတော့သူကဒီစာတန်းထဲရဟာလေးတွေအနှစ်ချုပ်ပြီးတော့လာပြန်ပြပေးတာမျိုးဖြစ်တယ်။ပြီးလို့ရှိရင် slider slider ကြတော့ပါလဲဆိုတော့ powerpoint ပုံစံမျိုးကိုပြပေးတာဖြစ်တယ်။ကျွန်တော်တို့ကဒီမှာအာထည့်လိုက်တဲ့စာတန်းထဲကနေပြီးတော့ powerpoint ပုံစံမျိုးပြန်ထုတ်ပေးတယ်။အဲ့တော့ presentation လုပ်မဲ့လူတွေအတွက်ကိုအဆင်သင့်အဆင်ပြေအောင်ဖန်တီးထားပေးတယ်။ဆိုတော့ ဂိုဂန်နိုပိုအလန်ကတော့လက်ရှိဒီလိုသုံးလို့ရတယ်အဲ့ဒီတဲမှာနောက်ထပ်အချက်နှစ်ချက်ကျွန်တော်ထပ်ပြောပြမယ်ဘာလဲဆိုတော့ share ဆိုတဲ့အချက်ဒီမှာ share ဆိုတဲ့ pattern လေးကိုနှိပ်ပြီးတော့ဒီမှာ add people and group တဲမှာကျွန်တော်တို့ဟိုကိုပေးတင်တဲ့သူရဲ့ gmail ကိုထည့်လိုက်မယ်ဆိုလို့ရှိရင်ကိုဒီ gmail ပိုင်ရှင်ကဒီမှာ invite လုပ်ချင်ခံရပြီးတော့ဒီ data တွေကိုဝင်ပြီးတော့ဖတ်လို့ရမှာဖြစ်တယ်အဲ့တော့ group project တွေလုပ်နေတဲ့သူတွေအတွက်တော်တော်လေးအသုံးဝင်တယ်ပြီးတော့နောက်တစ်ခုဒီမှာ setting setting တွေကိုသွားပြီးလို့ရှိရင် output language မှာကျွန်တော်တို့ default ဖြစ်နေတယ် 阿里，Google。 အောက်ဆုံးဆွဲသွားပြီးတော့ဒီမှာမြန်မာစွာလေးကိုပြောင်းပြီးတော့ save လုပ်လိုက်တာနဲ့ကျွန်တော်တို့ထဲသမျှအရာတွေအားလုံးကိုမြန်မာစာနဲ့ပြောပြပေးမယ်။ audio overview တွေ video overview တွေအားစာမြန်မာလိုပြောပြပေးမှာဖြစ်ပါတယ်။အခုဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အကျိုးရှိတယ်ဆိုလို့ရှိရင် comment မှာဒီ AI ကိုဘယ်လိုအသုံးချမယ်ဆိုတာလေးရေးခဲ့ပေးလို့ရသလိုနောက်ထပ်ဘာအကြောင်းအရာတွေသိချင်တယ်ဘယ်လို AI tools မျိုးကိုကျွန်တော်ရှင်းပြပေးရမယ်ဆိုတာကိုလည်း comment မှာရေးခဲ့လို့ရပါတယ်။အားလုံးပဲအဆင်ပြေကြပါစေ။ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။